ထိုင်းမြန်မာနယ်စပ်သောင်းရွှေပြောင်းအလုတ်သမားတွေနဲ့တိုင်းသားပြည်သူတွေအတွက်ကျမ်းမာရေးနဲ့ပတ်သက်ပြီးမိခိုအားထားရဖြစ်တဲ့မေတော်စေခန်းတီထောက်သူဆ iam ကြီးဒေါက်တာနော်စင်တီယာမောင်ကိုထိုင်းနိုင်ငံမှာရှိတဲ့နရန်စရမ်တက္ကသိုလ်ကခုံထူးဆောက်ပါရဂူပွဲချီးမြှင့်လိုက်ပါတယ်နရန်စရမ်တက္ကသိုလ်ကအာဆီယံလေ့လာမှုဘာသာရပ်မှာခုံထူးဆောက်ပါရဂူပွဲချီးမြှင့်တဲ့အခမ်းအနားကိုမတ်လ17ရက်နေ့ကကျင်းပခဲ့တာဖြစ်ပါတယ် ထိုင်းပြည်တော်ဝင်မိသားစုရိုင်ယန်ထိုင်းကမင်းသမီးမဟာချက်ဂရီတီရီတိုကိုရိုင်းလာရောက်ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်ကောက်ထူးဆောင်ပရဂူဘွဲ့အတွက်ထိုက်တန်တဲ့ပုံကိုယ်တွေကိုသက်ဆိုင်ရာတက္ကသိုလ်တာဝန်ရှိသူတွေကနေ့စဉ်အဆိုပြုတင်ပြပြီးတက္ကသိုလ်ကောင်စီကနေရွေးချယ်ပေးအပ်တာဖြစ်ပါတယ် ဒေါက်တာနော်စင်တီယာမာကိုနရန်ဆွမ်တက်ကတူလူမှုသိပ္ပံဌာနကအဆိုပြုတင်ပြပေးခဲ့တာဖြစ်ပြီးအာဆီယံဒေသတွင် လူသားအကျိုးပြုလုပ်ငန်းတွေကိုလှောက်ဆောင်နေတဲ့အပြင်လူမှုအသိုင်းအဝန်းအတွက်ကောင်းမှုနဲ့အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေတဲ့အတွက်အခုလိုမျိုးဘွဲ့ပေးအပ်တာဖြစ်တယ်လို့တက္ကသိုလ်ဘက်ကထုတ်ပြန်ပါတယ်။ဒေါက်တာနော်စင်တီယာမောင်ဟာအာရှတူရဲ့ကောင်းစုအပါအဝင်ကျန်းမာရေးပညာရေးနဲ့လူသားအကျိုးပြုလူမှုထူးထွန်စုများစွာကိုရရှိထားသူဖြစ်ပါတယ်။